ဒီကနေ့တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့တခိတခါကလူကြံများရေပန်းစားခဲ့တဲ့ Rocky ရဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Rocky ကလူတည်နေတဲ့ကြီးစားလက်ဝိပွဲတွေကိုထိုးသတ်နေခဲ့ပြီးတနေ့မှာတော့သူ့စီကိုအခွင့်အရေးတစ်ခုရောက်ရှိလာပါတယ်။အမေကြီးလက်ဝိသမား Apollo Creed ကသူ့ကိုထိုးတက်ဖို့အခွင့်အရေးပေးလာတဲ့အခါသူတို့နှစ်ယောက်ကြားပြန်ဆိုင်မှုဘယ်လောက်ထိပြင်းထန်သွားမလဲဆိုတာကိုစိတ်ဝင်စားပွဲစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းစာမှာတော့ Rocky တယောက်ကြီးစားပွဲတွေကိုထိုးသတ်နေခဲ့ပါတယ်။သူတို့ပွဲကိုကြီးရှုတဲ့သူဟာနဲပါလာပြီးတပွဲထိုးပြီးတိုင်းထိုးကြည့်နေနဲ့ကြီးနေခဲ့ဖို့သာရရှိကြပါတယ်။အဲနော ောင်းအိပ်ပြန်လာပြီးသူ့ရဲ့ချစ်တော်လက်ကလေးတွေကိုအစာတွေးနေခဲ့ပါတယ်။နောက်တနေ့စတိုးဆိုင်ကိုသွားပြီးသူဝယ်လာတဲ့လိပ်စာအသိမကောင်းကြောင်းစတိုးဆိုင်ကကော်မလင်းကိုပြောပြနေပါတယ်။ကော်မလင်းနာမည်ကဒေဒီယန်ဖြစ်ပြီးရော်ကီကသူ့ကိုစိတ်ဝင်စားနေတာပဲဖြစ်ပါတယ်။ဆန်ရှင်ကရော်ကီနဲ့စကားပြောနေတာကိုမကြိုက်တာကြောင့်ဒေဒီယန်ကိုတခြားနေရာမှာအလုပ်ပြောလုပ်ခိုင်းလိုက်ပါတယ်။အဲနောက်ရော်ကီလည်းစတိုးဆိုင်ကနေထွက်လာခဲ့ပြီးသူကဘောဆူရဲ့လူရှိကအကျွေးတွေကိုတောင်းနေခဲ့ပါတယ်။ပေါ်ဟာကာဆိုဆိုတဲ့လူကြီးကပတ်စံကျေးရတာကြောင့်ရော်ကီကကြားကနေလူမိုက်လို့ကတောင်းပေးနေရပါတယ်။အဲနောက်ကာဆိုရဲ့ ဲ့ကျွေးတွေကိုရော်ကီကပေးလိုက်ပြီးသူကတောင်ရန်ကအနေနဲ့ငွေနှဲငယ်ကိုရရှိပါတယ်။အဲနောက်သူလေ့ကျင့်နေတဲ့လက်ဝဲယုံကိုလေ့ကျင့်ဖို့တွားရောက်ခဲ့ပါတယ်။ရော်ကီရဲ့အဝေးထက်တဲ့လောကဟာဖွင့်မြန်ဖြစ်နေပြီးရော်ကီလည်းစိတ်မရှိတော့ဘဲတော့ကိုရိုက်ဖြုတ်လိုက်ပါတယ်။လောကထဲမှာသူ့ရဲ့ပစ္စည်းတွေရှိမနေတော့ဘဲတခြားလူရဲ့ပစ္စည်းတွေရှိနေခဲ့ပါတယ်။လက်ဝဲယုံပိုင်ရှင်မိုက်ကီကိုဒီချောင်းပြောတော့မိုက်ကီကမင်းကိုအောင်မြင်လာမယ်ထင်လို့ငါစောင့်နေခဲ့တာ၆နှစ်ရှိပြီ။ငါရဲ့လောကကချန်ပီယံတစ်ယောက်တည်းပဲ။မင်းလိုကလေးကြီးကောင်းတဲ့မဟုတ်ဘူးလို့ဆိုကရော်ကီကိုမောင်းထုတ်လိုက်ပါတယ်။ရော်ကီကသူ့ရဲ့တငယ်ချင်း ည်းဖြစ်ရောက်ဖလည်းဖြစ်တဲ့ policy ကိုတွားရောက်ခဲ့ပါတယ်။ poly ကသူညမဟာအသက်30နာကတ်နေပြီဖြစ်တာကြောင့်သူကိုအတိလေးချဖြစ်စေခြင်းကြောင့် rocky ကိုပြောပြနေပါတယ်။အဲနောက် poly ကမနက်ဖြန်ဟာကျေးဇူးတော်နေဖြစ်ထားကြောင့်မိန်းကညမကြီးလာလဲပါအောင်လို့ rocky ကိုပြောလိုက်ပါတယ်။ TV season မှာတော့ apollo ရဲ့သတင်းတွေတက်လာနေပါတယ်။ apollo ကိုဆက်နှက်ကြည့်တတ်ဖို့အောင်ရှေတွုံးနိုင်တဲ့သူမရှိသေးကြောင်းနဲ့လက်ဝဲလောကမှာ apollo ကိုဘယင်းနှပါလို့သတ်မှတ်ထားကြပါတယ်။ apollo ရဲ့ဘက်မှာတော့သူ့ကိုရှင်မြန်ထိုးတတ်ဖို့ပြိုင်မှတ်ရှိတော့တာကြောင့်စိတ်ညစ်နေကြပါတယ်။ပွဲစီစဉ်သူတွေကလည်း ်သူနဲ့တင်းတော်မဲ့သူကိုရှာမတွေ့တာကြောင့်ခေါင်းဆားနေကြပါတယ်အဲနောက်ဘိုလိုဟာလူကြီးနေတဲ့ခြေစားလက်ဝေးရကောင်းနေကိုသူ့ကိုစိန်ခေါ်ဖို့အခွင့်အရေးပေးခြင်းကြောင့်ပြောပါတယ်သူဟာနာမည်မကြီးတဲ့သူတွေကိုအခွင့်အရေးပေးတာကပိဋကတ်အကျင့်ဖြစ်ပြီးသူတို့ဘွဲကိုပိဋကတ်များစွာလာအားပေးမှလို့ပြောလိုက်ပါတယ်အဘိုလိုဟာသူနဲ့ထိုးသတ်မဲ့ကစားသမားကိုရှာခွေနေခဲ့ပါတယ်အဲနောက်သူကရော်ဂီကိုရွေးလိုက်ကသူ့ကိုတုံးကြီးထဲနဲ့အမောင်းထိုးမယ်လို့အဘိုလိုကကြွေးကြော်လိုက်ပါတယ်ပေါ်လီကမင်းအလုံးလုံးနေတဲ့ကားဆိုရှိမှအလုံးလိုချင်းကြောင့်ရော်ဂီကိုပြောနေပါတယ်ပေါ်လီရဲ့အလုံးဟာအသားတွေကိုအေးက န်းထဲမှာတူလောင်ပေးရပြီးဒီအလုပ်ကအရန်ပင်ပန်းကြောင့်ပြောပါတယ်ရော်ဂီဟာသူ့တငယ်ချင်းကိုလူစုကိုင်းနေနဲ့မပတ်သက်စေချင်တာကြောင့်တောင်းကြပြောပေးပါမယ်လို့ပေါ်လီချင်းနဲ့အောင်ပြောလိုက်ပါတယ်ပေါ်လီရဲ့အိမ်ကိုရောက်တော့သူ့ညမကိုရော်ဂီနဲ့အတူအပြင်သွားလဲကြလို့ပြောပါတယ်သူ့ညမကအပြင်မသွားချင်ကြောင်းနဲ့အကိုအတော်ကျက်စင်တစ်ကောင်လှုပ်ပေးထားကြောင်းပြောတော့သူ့အကိုကကျက်စင်ကိုပရင်ပေါက်ကနေလွတ်ပစ်လိုက်ကသူ့ညမကိုမင်းဘဝလက်တွဲပေါ်ချနေပြီမင်းဘဝကိုဒီလိုပဲဆုံးသက်တော့မှလားလို့ပြောပါတယ်ပေါ်လီကမင်းဒီလိုဆက်လုပ်နေမယ်ဆိုမင်းကအိမ်ပေါ်ကနေဆင်းတော့လို့ပြောလိုက်ပါတယ်အဲနောက်ဒေ ရီရန်လည်းရော်ဂီနဲ့အတူအပြင်ကိုထွက်လာခဲ့ပါတယ်သူတို့ဟာရေကမ်းပြင်စကိတ်စီးရင်စကားပြန်လည်းပြောကြကမိတ်ဆွေဖွဲ့ကြပါတယ်ရော်ဂီကသူ့အကြောင်းတွေကိုဒေယန်နားလည်အောင် ရှင်းပြနေပြီးဒေယန်ကစကားနဲ့သူဖြစ်တာကြောင့်ရော်ဂီပြောသမျှကိုပဲနားထောင်နေပါတယ်ရော်ဂီကဒေယန်ကိုသူ့အိမ်ကိုဝင်လဲဖို့ခေါ်ပါတယ်ဒေယန်ကအရှက်ကြောင့်ကြီးသူဖြစ်တာကြောင့်အိမ်ထဲဝင်ဖို့ကိုညှင်းဆိုပါတယ်ရော်ဂီကငါကတခြားယောက်ျားတွေလိုမဟုတ်ပါဘူးလို့ပြောမှပဲအိမ်ထဲကိုဝင်လာခဲ့ပါတယ်ရော်ဂီကဒေယန်ကိုငါအိမ်ကမင်းထင်တယ်လားမခံနိုင်ပါဘူးမင်းစိတ်အနှောင့်အယှက်ဖြစ်သွားလားလို့ ပြောပါတယ်ရော်ဂီကမင်းလည်းလှပတဲ့မိန်ကလေးတယောက်ပါပါလို့သူတို့လက်သိမ့်နေနေတာလဲလို့ပြောပါတယ်တေးညံကကားကိုစနေတာလားလို့ဆိုခါရော်ဂီကငါတကယ်ပြောတာပါဆိုပြီးတေးညံကိုခြေရေးဆိုခဲ့ပါတယ်လဝဲယုံပိုင်ရှင်မိုက်ကီကသူ့ကိုခေါ်လာကြောင်းတွားရောက်ခဲ့ပါတယ်မိုက်ကီကမင်းကိုအပိုလိုရဲ့နီးပြားကတွေးကျင်နေကြောင်းပြောပြီးသူ့ကိုလိမ့်စာကတခုပေးခဲ့ပါတယ်အပိုလိုရဲ့နီးပြားကရော်ဂီကိုအပိုလိုနဲ့ပွဲထုတ်ဖို့ကမ်းလှမ်းပါတယ်ဒါပေမဲ့ရော်ဂီကကျွန်တော်ကတာမန်လက်ဝဲသမားတယောက်ပါအပိုလိုလိုနာမည်ကြီးရဲ့သူနဲ့ထိုးဖို့မတန်ပါဘူးလို့ပြောပါတယ် းပြားကရော်ဂီကိုအပိုလိုကမင်းကိုအထင်မသေးပါဘူးမင်းလည်းလက်ရည်ကောင်းပါနဲ့လို့ဆိုကတခြားသူတွေမရနိုင်တဲ့အခွင့်အရေးမင်းရှိကိုရောက်နေပြီလက်မလျှော့လိုက်ပါနဲ့လို့ပြောလိုက်ပါတယ်အိမ်ပြန်ရောက်လာတဲ့ချိန်ရော်ဂီဟာသူ့အိမ်လာပြီးဖြေထားတဲ့အစီအစဉ်လာနေတာကြောင့်ကြည်နေခဲ့ပါတယ်အပိုလိုကအမေရိကန်ကလက်ဝဲသမားနိုင်အတွက်အခွင့်အလမ်းဖန်တီးပေးခြင်းပါတယ်ဆိုပြီးပြောနေပါတယ်အဲနောက်အပိုလိုကသူ့ထုံးမဲ့ရော်ဂီကိုခေါ်လိုက်ကသူ့ကိုပြေးသက်နဲ့မိတ်ဆက်ပေးလိုက်ပါတယ်သတင်းသမားတွေကရော်ဂီကိုပြေးသက်တဲ့အတွက်ဘာများပြောခြင်းလဲဆိုတော့သူ့ရေးစားကိုနှုတ်ဆက်ခြင်းပါတယ်ဆိုပြီးဒေးရန်နာမည်ကိုခေါ်လိုက်ပါတယ် ယ်အဲနောက်ရော်ကီစီကိုလက်ဝဲယုံပိုင်ရှင်မိုက်ကီတယောက်ရောက်လာခဲ့ပါတယ်မိုက်ကီကသူငယ်ငယ်ကချန်ပီယံတယောက်ဖြစ်ပြီးဖိုးသမျှပွဲတိုင်းကိုလည်းအလဲထုနိုင်ခဲ့ကြောင်းကြွားလုံးထုတ်နေပါတယ်တကယ်တော့သူကရော်ကီရဲ့မန်နေဂျာဖြစ်ချင်နေတာဖြစ်ပြီးရော်ကီကိုလာရောက်တောင်းဆိုနေတာပါရော်ကီကလွန်ခဲ့တဲ့6နှစ်လောက်ကတည်းကကျွန်တော်ခင်ဗျားကိုလိုခဏနေခဲ့တာ ဖမ်းပြန်ကျွန်တော်ဘက်မှာရှိမနေခဲ့ဘူးလို့ပြောပါတယ်။မိုင်ကီကလည်းမင်းကားကိုလိုအပ်နေမှငါမသိခဲ့လို့ပါလို့ပြောပါတယ်။ရော်ဂီကကျွန်တော်ပွဲစီစဉ်ပြီးသွားပြီခမားကိုကျွန်တော်မလိုတော့ဘူးလို့ဆိုကသူ့ကိုအိမ်ပြန်လိုက်ပါတော့လို့ပြောလိုက်ပါတယ်။မိုင်ကီကငါမားခဲ့တာတွေအတွက်တောင်းပန်ပါတယ်လို့ပြောနေကရော်ဂီကလက်မခံတာကြောင့်သူကလှည့်ပြန်လာခဲ့ပါတယ်။မိုင်ကီပြန်သွားတော့ရော်ဂီကကျွန်တော်အိမ်ကိုလာဖို့ခမားဆိုင်နေတော့အချိန်ယူရလားဆိုပြီးကျွန်တော်အိမ်ကစုပ်ပြတ်နေလို့လားဆိုပြီးအော်ပြောနေပါတော့တယ်။ဒါပေမဲ့ရော်ဂီကမန်နေဂျာတယောက်ကလိုအပ်တာကြောင့်မိုင်ကီရှီကိုလိုက်သွားကသူနဲ့လေ့ကျင့်ဖို့ကိုသဘောတူ လိုက်ပါတယ်ရော်ဂီတယောက်မနာစောစောထကအာဟာရအနေနဲ့ကျဲဥကိုတောက်ပြီးနောက်ပုံမှန်အတိုင်းလေးကျင်ကန်းတွေကိုလှုပ်ဆောင်ပါတယ်အဲနောက်သူ့ရောက်ပါဖြစ်သူပေါ်လီရဲ့အလုပ်ခွင့်နေရာကိုသွားလဲခဲ့ပါတယ်ပေါ်လီဟာရော်ဂီနဲ့သူ့ညမအကြီးလေးကိုမေးမြန်းနေကသူ့ကိုကာဆိုနားမှာအလုံးမပြောပေးလို့ပောက်ကွဲနေပါတယ်ရော်ဂီကလည်းဒေါသထကသူ့လက်သည်ဘလောက်ပြင်းကြောင်းအသားတွဲကိုထိုးပြလိုက်ပါတယ်အဲမှာပေါ်လီလည်းညင်ကြသွားခဲ့ပြီးရော်ဂီကိုအသားတစ်ခုပေးလိုက်ခါမနှက်ဖြံမှာတွေ့ရကြအောင်လို့ရော်ဂီကို ပြောလိုက်ပါတယ်အဲပြန်ရောက်တော့ရော်ဂီလက်ကတရားတွေကိုတေးရန်ကစေးထည့်ပေးနေပါတယ်တေးရန်က သူ့ကိုရဲ့ဖိအားပေးစကားတွေကြောင့်ရော်ကီဒီလိုဖြစ်တာဆိုပြီးစိတ်မကောင်းဖြစ်နေခဲ့ပါတယ်။နောက်တနေ့သူကလက်ဝဲယုံကိုသွားရောက်ပြီးပုံမှန်အတိုင်းလေ့ကျင့်နေခဲ့ပါတယ်။သူ့မန်နေဂျာမက်ဂီကရော်ကီကိုတေးရန်နဲ့သွဲသွဲလာလုပ်နေတာကြောင့် လဝိသမားဆိုတာတူကောင်းဖို့လည်းလိုကြောင်းပြောလိုက်ပါတယ်သူချစ်သူဟာသူ့အတွက်လေးချင်မော်ရအောင်သူ့ဆိုင်ကခွေးတကောင်ကိုခေါ်ဆောင်လာခဲ့ပါတယ်ခွေးလေးဟာရော်ကီရဲ့ဘောလာလေးဖြစ်တာကြောင့်ရော်ကီလည်းဝမ်းသာနေခဲ့ပါတယ်တောင်းနေမှန်းခွေးလေးနဲ့ရော်ကီတို့အတူအပြေးလေးချင်းကြပါတယ်ပေါ်လီကရော်ကီကိုအင်တာဗျူးဖြေဖို့တတင်းမီဒီယာနဲ့ချိတ်ဆက်ပေးတာကြောင်းပြောပါတယ်ရော်ကီကမိတော်တော်ရှုပ်တဲ့ကောင်ပဲလို့ပြောနေခဲ့ပါတယ်အဲနောက်သူကသတင်းသမားရဲ့မိကိုနေကိုခြေချနေခဲ့ပါတယ်ရော်ကီကဒီနေရာဟာသူ့ငွေချင်းရဲ့လုံပွင့်ဖြစ်ပြီးသူဟာကျွန်တော်ကိုအသားတွေကျွေးလေးရှိကြောင်းပြောပါတယ် အပိုလိုတယောက်ကတော့ရော်ကီကိုရှင်းပြဖို့လေးချင်းရေးတော်လုံးမနေခဲ့ပါဘူး။သူကလက်ဝိပွဲကနေကြိုးမြတ်ရအောင်စပွန်ဆာတွေကိုလိုက်လံထိစပ်ရင်အလုပ်ရှုံနေခဲ့ပါတယ်။ရော်ကီတယောက်သတင်းမီဒီယာမှာသူလေးချင်းနေကြအသားအတွဲတွေကိုထိုးပြနေပါတယ်။ ောင်းတနေ့မှာတော့နီးပြပြစ်သူမိုက်ကီနဲ့ရော်ဂီတို့ဟာလက်ချင်းချင်းဆင်းနေကြပါတယ်ရော်ဂီကလည်းသူ့ကိုကူညီဖို့တူတေရှိလာတာကြောင့်လက်ချင်းရတာကိုပျော်နေကြပါတယ်အဲနောက်သူ့ယောက်ဖပေါ်လီကရော်ဂီကိုမင်းနဲ့ငါကြုံကြရပြီးပတ်ဆံရှာကြအောင်လို့ပြောပါတယ်ရော်ဂီကလည်းသူ့ယောက်ဖတောင်းဆိုတာကိုလက်ခံပေးလိုက်ပါတယ်ပေါ်လီတယောက်ကတော့ရော်ဂီကြောင့်ငွေတော်တော်ရွှင်နေခဲ့ပါတယ်ရော်ဂီကမနက်တိုင်းအပြေးလေးချင်းငန်းတွေကိုလှုပ်ဆောင်ပါတယ်အဲနောက်လက်သီးချက်တွေများအောင်လဲလေ့ကျင့်ပါတယ်ခန္ဓာကိုယ်ချက်ခံရေးအတွက်လဲသူဟာအကောင်းဆုံးလေ့ကျင့်ပါတယ်သူဟာစူးစမ်းလေ့ကျင့်ရင်အပိုလိုကိုရင်ဆိုင်မှုအကောင်းဆုံးအခြေအနေ င်ကိုရောက်လာခဲ့ပါပြီ။သူကအပိုလိုကိုရင်ဆိုင်ဖို့အတွက်စိတ်ဓာတ်တွေတက်ကြွနေခဲ့ပါတယ်။မနက်ဖြန်အပိုလိုနဲ့ရော်ကီတို့ထိုးသက်ရတော့မှပဲဖြစ်ပါတယ်။ရော်ကီကစိတ်လှုပ်ရှားနေခဲ့ပြီးသူအနိုင်မရရင်တော့အလဲထိုးတာတော့မခံဘူး။နောက်ဆုံးအချိန်ထိထိုးသွားမယ်လို့သူရေးစားကိုပြောနေခဲ့ပါတယ်။နောက်ဆုံးမှာတော့ရှင်ပြန်ထိုးသက်မယ့်နေ့ကိုရောက်လာခဲ့ပါပြီ။အပိုလိုတယောက်လည်းရော်ကီကိုထိုးသက်ဖို့အဆင်သင့်ဖြစ်နေခဲ့ပါပြီ။တေးရန်ကရော်ကီတန်ရန်ရတာကိုမမြင်ချင်တာကြောင့်အပြင်မှာပဲနေခဲ့မယ်လို့ပြောပါတယ်။အဲနောက်ရော်ကီတယောက်ကျိုးဝိုင်းထဲကိုဝင်ရောက်လာခဲ့ပါတယ်။ သူဟာအပိုလိုကိုထိုးသတ်ဖို့အတွက်အလွန်ကိုစိတ်လုံရနေခဲ့ပါတယ်။အဲနောက်မှာတော့အပိုလိုတယောက်ဘရင်လိုဝစ်စားကိုဝစ်စင်ကကျိုးဝမ်းထဲကိုဝင်ရောက်လာခဲ့ပါတယ်။အပိုလိုရဲ့ဝစ်စင်ပေါ်ကသူများနဲ့မတူပဲတံပူထူးကြလို့နေပါတယ်။သူဟာလက်ဝိတ်လာထူတာလားပိတ်သက်ကိုလာဖျော်ပြတာလားဆိုတာတောင်သိမသိကြွယ်တော့ပါဘူး။အဲနောက်သူတို့နှစ်ယောက်ကိုပိတ်သက်နဲ့မိတ်ဆက်ပေးလိုက်ကပထမချီကိုစတင်မှုပြင်ဆင်ကြပါတယ်။ပထမချီကိုစတင်ထိုးတတ်ကြပါပြီ။ပထမချီမှာတော့ရော်ဂီနဲ့ပိုလိုတို့ဟာသူတစ်ယောက်ကိုတစ်ယောက်ထိုးတတ်နေကြပါတယ်။ အပိုလိုကထိုးလိုက်တဲ့အလုံးကိုရော်ကီကရှောင်းလိုက်ခါဘယ်ဝဲတစ်ချက်ထိုးချလိုက်တော့အပိုလိုလည်းမှောက်ကျသွားခဲ့ပါတယ်အပိုလိုလည်းရုံးကန်ပြန်ထလာခဲ့ပါတယ်အဲနောက်ဆက်လက်ရှင်ပြိုင်ကြပါတယ်ရော်ကီကအပိုလိုကိုတိုက်ဆစ်စင်ပေမဲ့အပိုလိုကရော်ကီကိုကျူတောက်ကပ်လိုက်ကလက်သေးပြေးတစ်ချက်ထိုးထည့်လိုက်တော့ရော်ကီလည်းမှောက်ကျသွားကအချီလည်းပြီးဆုံးသွားခဲ့ပါတယ်အပိုလိုနီးပြကရော်ကီကသူ့ကိုတကယ်ဆော်နေတာကြောင့်သူ့ကိုပြန်ဆော်လိုက်လို့ပြောလိုက်ပါတယ်အဲနောက်ဒုတိယချီကိုဆက်လက်ရှင်ပြိုင်ကြပါတယ်အပိုလိုကရော်ကီကိုဖိအားပေးတိုက်ဆစ်စင်နေပါတယ် အပိုလိုရဲ့ထိုးချက်တွေကိုရှောင်းနေကရော်ကီကအပိုလိုကိုပြန်ဆောင်နေခဲ့ပါတယ်။ရော်ကီရဲ့ထိုးချက်တွေကိုအပိုလိုတယောက်ခံစားနေရပါပြီ။အချီပြီးတာတော့ဆက်ထိုးနေကြသေးတာကြောင့်တိုင်တော်မနဲ့ခွဲထုတ်လိုက်ရပါတယ်။အပိုလိုကတုံးညင်မြောက်မှာရော်ကီကိုအလဲထိုးဖို့ကြိုးကြော်ထားတော့တယ်။ရော်ကီကတော့တောက်ခံနေနိုင်စေဖြစ်ပါတယ်။ရော်ကီကလည်းအပိုလိုကိုရေကုန်ရေခံထိုးတတ်ပါတယ်။အပိုလိုကလည်းရော်ကီကိုတံပြန်တိုက်ဆစ်စင်နိုင်ဖို့ကြိုးစားနေပါတယ်။စက်သုံးကြီးမြောက်ကိုရောက်ရှိလာခဲ့ပါပြီ။အပိုလိုရဲ့လက်သေးချက်တွေကိုရော်ကီတယောက်မနဲ့ရုံးကန်နေရပါတယ်။ ဆလေးကြီးများကိုရောက်လာတဲ့အထိရော်ကီယာတောင်းခံထားနိုင်ပြီးသူ့ဘုတ်တူတောင်းတန်နိုင်ဖို့မနေ့ကျူးစားနေရပါတယ်။အပိုလိုရဲ့လက်သီးပြင်းတစ်ချက်ဝင်လာတဲ့အချိန်မှာတော့ရော်ကီယာမှောက်ချသွားခဲ့ပါတယ်။ရော်ကီရဲ့နီးပြကခဏမှောက်ခိုင်းထားပြီးအေးဆေးမှထခိုင်းပါတယ်။အဲနောက်ရော်ကီတယောက်ကုန်းရုံးကပြန်ထလာခဲ့ပါတယ်။ဆက်လက်ရှင်ပြန်ရတဲ့အခါအပိုလိုရဲ့ထိုးချက်တွေကိုရှောင်းကအပိုလိုရဲ့ဝမ်းပိုက်ကိုတတဆက်ထိုးသိမ်းပေးလိုက်ပါတယ်။အပိုလိုလည်းတော်တော်ကိုအထိနာနေခဲ့ပြီးငှားနိုင်ရိုးတွေကျိုးကုန်ပြီထင်တယ်ဆိုပြီးရေရွနေပါတယ်။ရော်ကီတယောက်လည်းမျက်နှာတစ်ခုလုံးဖူးရောက်နေပြီးမျက်လုံးတစ်ဖက်တောင်ဖွင့်မရဖြစ်နေပါတယ်။ အပိုလိုရဲ့ဝမ်းမိုက်ကသွေးရနေတာကြောင့်ပိုးရက်ဖို့နီးပြားကပြောပြီးမှအပိုလိုကဆက်ထိုးခြင်းလေးကြောင့်ပြောပါတယ်အဲနောက်နောက်ဆုံးကြီးကိုဆက်လက်ရှင်ပြန်ကြပါတယ်နှစ်ယောက်လုံးဟာတန်ရာပလက်ဘွားနဲ့တော်တော်ကိုရုပ်ဆိုးနေခဲ့ပါတယ်ရော်ကီကလည်းအပိုလိုရဲ့အားနိုင်နေတဲ့အရှိုက်ကိုတိုက်ခိုက်ပါတယ် အပိုလိုတယောက်ရော်ကီရဲ့ထိုးချက်တွေကိုအလူးလဲခံနေရပါတယ်အပိုလိုတယောက်ရော်ကီကိုတောင်ပြန်မထိုးနိုင်တော့ပဲရော်ကီထိုးတာကိုပဲလက်ခံနေရပါတယ်အဲနောက်ပြိုင်ပွဲလည်းပြီးဆုံးသွားခဲ့ပြီရော်ကီနဲ့အပိုလိုတို့ဟာတယောက်ပေါ်တယောက်ဝေဖက်လိုက်ကြပါတယ်ပြိုင်ပွဲဟာအနိုင်ရှုံးရလက်မပေါ်ပဲတရည်နဲ့ပြီးဆုံးသွားခဲ့ပါတယ်မီဒီယာတွေကသူ့ကိုမကြေပွဲထိုးဖို့အစီအစဉ်ရှိလားလို့မေးနေပေမယ့်သူဟာသူ့ဤစားတည်ရန်ကိုပဲအော်ခေါ်နေပါတော့တယ်ရော်ကီကတည်ရန်ကိုငါလုံးနိုင်ခဲ့ပြီလို့ပြောနေခဲ့ပြီးတည်ရန်ကလည်းသူ့ကိုချက်တယ်လို့အပြေပေးခဲ့ပါတယ်